မဲကောင်သတင်းဌာနရဲ့တနင်္ဂနွေညနေခင်းကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တွင်ထုတ်လင်းခဲ့တဲ့သတင်းတွေကထူးခြားတဲ့ကမ္ဘာသတင်းမြမသတင်းတွေကိုပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ်တောင်ကြီးခြေဆိုင်ရှေးပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်နိုင်စောဦးကိုနေပြည်တော်မှာဖမ်းဆီးချုံနောင်ထားပြီးစစ်ဆေးနေတယ်လို့ခိုင်လုံတဲ့သတင်းရင်းမြစ်ကမဲခေါင်ကိုတီးပြုတ်ပြောဆိုပါရယ်ပြီးခဲ့တဲ့အောက်တိုဘာ22ရက်က နေပြည်တော်သတင်းပို့ခိုင်းပြီးဖမ်းဆီးလိုက်တာဖြစ်တယ်လို့လည်းသိရပါရယ် ူ PSO ပါတဲ့ရက်ဆောင်မှာမိရဲ့တရားဝင်ကုန်လေးဝိရစီဝါရီကြောက်စင်းကိစ္စတွေကို PSO ကဝန်ခံနေအဲ့ပေါ်မှာတိုင်းမို့ဖမ်းတာပဲသူ့စာ DSC 40ကတယောက်ကိုခန့်တယ်လို့သူကပြောပါတယ်ခုဖမ်းခံရတဲ့နိုင်စောဦးစာ DSC 40စင်တမခ88မကွေးကဘုံမှုချုပ်ကျော်နိုင်ဦးကိုခန့်ထားလိုက်တယ်လို့ CDM ဘူကြီးစင်ရောထံကသိရပါတယ် ဖက်စီခံထားရတဲ့တိုင်းမူနိုင်စုံမှာလုတ်တင်ဘူးဒီဇ OTC 25ဆင်းဖြစ်ပြီးဘာထူးဘူးတင်တဲ့ကြောင်းအုပ်ကြီးကနေပြီးခဲ့တဲ့ဩဂုတ်လကမှရပါခတိုင်းမူဖြစ်လာသူဖြစ်ပါတယ်။သူတိုင်းမူဖြစ်ခင်ဘာထူးတက်နဲ့တောင်းရင်ယူရစဉ်ကလေးကပြည့်စုဘူးကြီးရဲသူအောင်ကိုတရားဝင်ကုန်စီကိစ္စတွေခိုင်းစေခဲ့လို့တိုင်းမူဘွားမှလည်းရက်ဆောက်ဘက်ကတရားဝင်ကောက်ခံရရှိတဲ့ line ကြီးတွေကိုဂါရဝကြီးအနေနဲ့ရယူနေခဲ့တယ်လို့လည်းသတင်းရင်းမြစ်ကဆိုပါတယ်။ ဒုချုပ်စိုးဝင်းရဲ့လူယုံဖြစ်တဲ့ဟိုဘုံတက်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံကျောင်းအုပ်ဘုံမှုချုပ်တန့်ထင်ဆိုကကျောင်းဝင်တစ်တွေတည်ယူမှုကိုနေကျော်ဖန်းတဲ့ကိစ္စမှာတိုင်းမှုရဲ့အကူအညီမပေးတဲ့အပေါ်ဒုချုပ်ကိုတိုင်ကြားတဲ့ကိစ္စကလည်းမှန်ကန်ရတဲ့အကြောင်းအချက်တစ်ခုလို့သတင်းရင်းမြစ်ကပြောပါတယ်။ စစ်တပ်အတွင်တပ်မှုကြီးတွေအစ်စ်မှာခုလိုဖြစ်စဉ်ကိုဇက်တူသားစားချင်း .e.wall လို့တုံးလုံးပြီးလက်တင်ရာစတော့ခေါ်ဆရာတစ်ဘက်ဂိုင်းဖွဲ့ပြီးတွင်းနဲ့တစ်ဘက်နှိတ်ကွနေတာဟာစစ်တပ်ပြိုစင်းနေတဲ့လက္ခဏာပဲလို့စစ်တပ်အငိမ့်စားအရာရှိကြီးတဦးကအမဲခေါင်ကိုပြောပါတယ်တရုတ်အမေရိကအပါအဝင်နိုင်ငံတကာရဲ့ဖိအားတွေကြောင့်တားဖြတ်နေနေမှုတွေကိုလှုပ်ဆောင်လာရမှာအော်တိုဘာလ20ရက်နေ့က ထိုင်းမြန်မာနယ်စပ်နာမည်ကြီးကြားဖြန့်ဝင်းကြီးဖြစ်တဲ့ KK ဘကိုစစ်ကောင်စီတပ်တွေစီးနင်းတယ်လို့သတင်းထလာပြီးနောက်ပိုင်းအော်တိုဘာ24ရက်မနက်အထိထိုင်းနိုင်ငံမင်းဆောင်မြို့ကိုကြားဖြန့်ဝင်းကနေထွက်ပြေးလာသူပေါင်း1000ကျော်ရှိပြီလို့သိရပါဗျာ။ ထွက်ပြေးလာသူတွေထဲမှာအိန္ဒိယနိုင်ငံသားအများဆုံးဖြစ်ပြီး399ယောက်ရှီချောင်းနဲ့ကျောက်နိုင်ငံသား148ယောက်ပါဝင်လို့ထိုင်းနိုင်ငံသား32ယောက်အပြင်ဗီယက်နမ်ဖိလစ်ပိုင်အီသီယိုးပီးယားပါကစ္စတန်အင်ဒိုနီးရှားနဲ့နီဘောနိုင်ငံသားစုစုပေါင်း1049ယောက်ရှိပြီးအားလုံးဟာတန်တရားကြားဖြန့်လုပ်သားတွေဖြစ်နိုင်တယ်လို့ထိုင်းမီဒီယာတွေကထုတ်ပြန်ပါတယ်ကမ္ဘောဒီးယားမှာလဲစာခဲကိုကြားဖြင့်ရန်ဝန်တောင်ကိုရီးယားအထူးဆောင်စင်းတပ်တွေဝင်ရောက်စီးနင်းမယ်လို့သတင်းတွေထွက်ပေါ်နေပြီး ဆိုပါကြားဖြတ်လုပ်ငန်းတွေကလူပေါင်းများစွာဟာလဲထိုင်းနဲ့မြန်မာဘက်ခြမ်းကိုမြစ်တွေဖြတ်ကူးကထွက်ပြေးနေကြပါတယ်။ထိုင်းဆိုရဟာမြန်မာနိုင်ငံကရင်ပြည်နယ်မြောက်ဝတီမြို့အနီးကရွှေကုတ်ကိုမြို့တစ်ကိုထူထောင်ခဲ့တဲ့ရာထိုင်ကုမ္ပဏီထူထောင်သူကြားဖြတ်ခေါင်းဆောင်ရှီစည်းကျက်53နှစ်ကိုဖမ်းဆီးထိန်းသိမ်းထားရကနေကြာခင်မှာတရုတ်လက်ထဲလွှဲပြောင်းပြီးတော့မယ်လို့လည်းသတင်းတွေအခိုင်အမာထွက်ပေါ်နေပါတယ်။ ရှီစည်းချက်ဟာကျောက်နိုင်ငံသားအဖြစ်ကနေကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ပြောင်းလဲခံယူထားသူဖြစ်တဲ့အတွက်ကျောက်ဘက်ကလွှဲပြောင်းပေးဖို့တောင်းဆိုမှုကိုဖန်ဆီးထားပြီးနှစ်နှစ်ဝန်းကျင်အထိအကြောင်းမပြန်သေးပေခုမှကျောက်လက်ကိုပြန်အပ်ဖို့စီစဉ်နေတာဖြစ်ပါတယ်ထိုင်းပြည်မဟာဝီယာလောင်ကုန်းရဲ့မဲတော်ဖြစ်သူ1950မှာ2016အထိဘီယံဘူမိဘောရဲ့ကျားတော်မိပြားကောင်လေးဖြစ်တဲ့ဘီယံမာတီဗီကာ အော်တိုဝါလာ24ရက်နေ့ဒေသစံတော်ချိန်ည9:23မိနစ်မှာကွယ်လွန်အနှိမ့်စာရောက်ခဲ့တယ်လို့ထိုင်းတော်ဝင်ဂီဇက်ကပြည်သူလူထုထံအသိပေးလာပါတယ်။ထိုင်းချက်ချင်းဤအသင်းရဲ့အနီးကပ်စောင့်ကြည့်မှုနဲ့2019ခုနှစ်စက်တင်ဘာလ9ရက်နေ့ကတည်းကမြေမတီရီခင်ကိုထိုင်းပြည်ချူလာလောင်ကွန်းအောင်မေွယ်စေးယုံမှာအနီးကပ်စောင့်ချက်ကူတာမှုတွေပေးနေခဲ့တာဖြစ်ပါတယ်။အော်တိုဝါ19ရက်ကတည်းကမြေမတီရီခင်ဟာ ွေးတင်ကူးဆက်ခြင်းယောဂါတစ်မျိုးကြောင့်ဖျားနာမှုတွေဇက်တိုက်ကြုံတွေ့ခဲ့ရပြီးဈေးဖွဲကအစွမ်းကုန်ကုသခဲ့ပေမဲ့တက်တော်63နှစ်မှာကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ထိုင်းတော်ဝင်ဘီမီသားစုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိထိုင်းပြည်ကမေတော်ရဲ့ဇာပနအခမ်းအနားကိုအမြင့်ဆုံးအဆင့်နဲ့ကျင်းပဖို့မှာကြားထားပြီး ယုတ်ကလပ်ကိုတော်ဝင်နန်းတော်ရာဒူးစစ်မဟာပရာဇက်ပလင်းတော်ခမ်းမမှာတနစ်တိတိထားရှိပြီးတော်ဝင်မိသားစုဝင်တွေသာဝန်내အောင်မိပွဲအဖြစ်လာရောက်ကာရဝပြုခွင့်ပေးမယ်လို့ကြေညာခဲ့ပါတယ်။ပြုတ်နဲ့နိုင်ငံတကာဖျားရကြကမ္ဘောဒီးယားအစိုးရကဆာခေယုခရိုင်းမှာရှိတဲ့နာမည်ကြီးကြားဖြန့်ကွန်ရက်ကိုနှိမ်နှင်းပြနေတဲ့အတွက် ထိုင်းနေဆက်ကမ္ဘောဒီးယားပက်ချန်စာရင်ခရိုင်အော်ရမင်ကြီးခရိုင်ခွဲအော့စမတ်နေဆက်နားကအကြပြန်နေပြောင်းရှိအခြေချနေတာကိုအထူးစောင့်ကြည့်နေတယ်လို့ထိုင်းရနာပိုင်းတွေကထုတ်ပြန်လာခဲ့ပါတယ်ဒီနေရာတက်ဟာဒိုင်းကမောရီယာနေဆက်ဂိတ်ခြောက်ချွန်းနားမှာရှိနေပြီးအရင်က ကြီးမားတဲ့ကာစီနိုအဆောက်အုံကြီးတစ်ခုသာရှိပါတယ်။လက်ရှိအချိန်ဒီအဆောက်အုံနှလုံးထဲမှာကြားဖြတ်ရုံးငန်းကြီးငါးစားထားပြီး ထောင်းတဲ့ချင်းရဲ့ကြားဖြန်သမားတွေရောက်ရှိလာနေသလိုမိဘဘက်လည်းပါလေကြားဖြန်လုပ်ငန်းအခြေချမယ်လို့ယူဆရတဲ့အဆောက်အအုံတွေတိစောက်နေတာပြီးစီလူနီပါအခြေအနေရောက်နေတယ်လို့ Catchuan Cry အုပ်ချုပ်ရေးမှူး City Rock Charu Antenna ဆက်ကထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ထိုင်းစစ်တပ်ရဲတပ်ဖွဲ့နဲ့ဒေသဆိုင်ရာအေဂျင်စီတွေကအဲ့ဒီနေရာကိုအနီးကစောင့်ကြည့်လေ့လာနေကြပြီးလုံခြုံရေးအတွက်တန်စကာခြံစည်းရိုးကာယန္တာနဲ့ CCTV တပ်စင်နာကိုလှုပ်ဆောင်တော့မယ်လို့လည်းသိရပါဗျ။ ။နေရင်ကထိုင်းနဲ့ကမ္ဘောဒီးယားတို့ပူးပေါင်းပြီးနှစ်နိုင်ငံနယ်စပ်မှာကြားဖြတ်နေနေရေးတွေလုပ်ခဲ့ပြီးမြေနိုင်ငံညာနယ်စပ်စစ်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာဆက်ဆံမရှိကြတဲ့အတွက်ထိုင်းနယ်စပ်တခြားကမ္ဘောဒီးယားကြားဖြတ်ရုံးဝန်တွေထပ်မံတိုးပွားလာမှာကိုစိုးရိမ်ရတယ်လို့ကက်ချူရန်ယက်စကန်မူကမ်ဖုနုနုကလည်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိကြားဖြန့်လုပ်ငန်းတွေမှာကျွမ်းကျင်တဲ့လိင်လေသူဝန်ထမ်းတွေကိုရလာတဲ့လိင်လေငွေတွေကနေ30ရာခိုင်နှုန်းအထိဘောနပ်စ်ပေးနေတာကြောင့်စွန်းစားပြီးလောက်ကင်နေသူတွေလည်းတိုးဝလာနေတယ်လို့သိရပါဗျ။ယူကရိန်းစစ်ပွဲမှာအထူးအရေးပါတဲ့လက်နက်ခဲယမ်းတွေထုတ်လုပ်ရာရုရှားနိုင်ငံအတွင်းမှာ Brian Stida ကခဲယမ်းစေယုံကြီးကိုဗြိတိန်ကပေးတဲ့ Storm Shadow Cruise ဒုံးကျည်နဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ယူကရိန်းကအတည်ပြုကြေညာခဲ့ပါတယ်။ ဒီစက်ရုံဟာရန်နဲ့ပောက်ကွဲစေနိုင်တဲ့ပစ္စည်းတွေအဓိက ထုတ်လုပ်ရာဓာတုစက်ရုံဖြစ်ပြီးယူကရိန်းလေတပ်ကကြီးတက် ရေတက်နဲ့ပူးပေါင်းပြီးရိန်ထုတ်ဝင်ဟင်ပစ် Strong Shadow Cruise တုံးကြီးနဲ့ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုချိုးဖောက်ဝင်ရောက်ပြီးပောက်ကွဲဖြစ်စည်းနိုင်ခဲ့တာဖြစ်တယ်လို့ယူကရိန်းရှစ်ဦးစီးချုပ်ယုံမှထုတ်ပြန်သွားခဲ့ပါတယ်။ Brian's ဒေတာကမြို့တော်ဝန် Alexander Bugumask ကလည်းမိမိဒေတာရင်းကို Ukraine ဘက်က drone နဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်တာခံခဲ့ရတယ်လို့ Telegram မှာအတည်ပြုရေးတင်ခဲ့ပါတယ်။ထွက်ပေါ်လာတဲ့ရုပ်သံမှတ်တမ်းတွေရာစစ်ရုံမီးလောင်ပောက်ကွဲနေရကိုမြင်တွေ့ခဲ့ရပြီးရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းအောက်တိုဘာ22ရက်မိုးလဲပိုင်းမှာ Bryas ဒေသကို Ukraine drone 59စီးဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ဘက်ဆိုင်ရာအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ မနေ့ကနိုဝင်ဘာလအတွင်းအမေရိကန်အစိုးရတာဝန်ရှိသူတွေကယူကရိန်းနေနဲ့ရုရှားနိုင်ငံအတွင်းတွင်ပြစ်နိုင်တဲ့မိမိတို့ရဲ့တာဝန်ပြစ်ဒုံးကျည်တွေနဲ့တိုက်ခိုက်ခွင့်ပြုတယ်လို့ကြေညာခဲ့သူဗြိတိန်ကလည်းယူကရိန်းနဲ့ပေးထားတဲ့၎င်းတို့ရဲ့ strong share ဒုံးကျည်တွေကိုရုရှားနိုင်ငံအတွင်းမှထိပြစ်ခတ်တိုက်ခိုက်ခွင့်ပြုထားတာဖြစ်ပါတယ်။ Storm Shadow ဒုံးကြီးဟာတန်ကြီးပေါင်၈သိန်းရှိပြီး GPS အသုံးပြုကရန်သူပြစ်မှတ်ကိုတနာရီမှ600နှုန်းအလင်းနဲ့ပြစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့အတွက်ရုရှားကိုအိမ်မက်ဆိုရီမက်စီခဲ့ပါတယ်။နောက်တော့တနင်္ဂနွေအစည်းအဝေးမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။